စကိုင်းတိုင်းဒေသကြီးကလေးမြို့မှာတတိယမြောက်ရရန်နာကွင်းသစ်အဖြစ်ကလေးနဲ့ချင်းပြည်နယ်ပြည်ဆွဲတဲ့ရင်တွေအတွက်တီးသက်ကားကွင်းသစ်တစ်ခုကိုဖွင့်လှစ်လိုက်ပါတယ်ဒေါက်ခင်မင်းစော်သတင်းပေးပို့ထားပါတယ်ခင်ဗျာဒီဇင်ဘာလ2ရက်နေ့ကကလေးမြို့ကနေချင်းပြည်နယ်ဒေသအသီးသီးကိုပြည်ဆွဲတဲ့ရင်တွေရနာဖို့အတွက်တီးသက်ကားကွင်းကိုကားကိတ်အသင်းတွေစုပေါင်းပြီးကိုထုကိုထားစနစ်နဲ့တည်ဆောက်ခဲ့တာပါ အရင်ကကလေးတမှုရင်ငယ်ကိန်းနဲ့ကလေးမုံရွာမန္တလေးရန်ကုန်အဝေးပြေးကားကိတ်တွေရှိတာကြောင့် ီကားရနာဝင်အစ်စ်ဟာကလင်းမြို့ရဲ့တတိယမြောက်ရေရနာဝင်ဖြစ်ပါတယ်ဒီလိုစုစုစည်းစည်းနဲ့တနေရာထဲမှာကာဝန်စုလုပ်လိုက်ခြင်းအပြင် မြို့အင်္ဂါရက်နဲ့ညီညွတ်တာလဲတကြောင်လမ်းနေမှာပိတ်ဆို့မှုရင်ကြောကြက်မှုရန်အန်တရကင်းရှင်းမှုတွေရှိသွားတာလဲတကြောင်နောက်သွားလာတဲ့ခရီးသည်တွေကတနေရာထဲမှာပဲကိုကြိုက်နေတဲ့အတင်းတွေကိုရွေးချယ်နေတာလဲတကြောင် မြို့အနေနဲ့လဲသူအင်္ဂါရက်နဲ့ညီညွတ်သွားပြီးတော့မှဂိတ်အသင်းတွေလဲစီကန်းစနစ်တကြနဲ့တန်တန်ရှင်းရှင်းနဲ့ဆောင်ရွက်နေတာလဲတချောင်းချောင်းမို့လို့အများကြီးပဲချိုးကျဆူးရှိမယ်လို့ယူဆပါတယ်အရင်ကကလေးကနေချင်းပြည်နယ်သွားတဲ့ရင်းနေနေနဲ့ဂိတ်တက်မှတ်နေရအတိအကျမရှိတာကြောင့်မြို့ရဲ့အထင်ကရလမ်းတွေပေါ်မှာကိုယ့်အစီအစဉ်နဲ့ကိုနေကြရပါတယ်အခုလိုညနေစီပင်တာယာရေးကော်မတီရဲ့ခွင့်ပြုချက်နဲ့ဂိတ်တဖွင့်နိုင်ခဲ့တဲ့အတွက် မြို့အတွက်လည်းလမ်းတွေပေါ်မှာရင်းရှုပ်ထွင်းမှုတွေရော့ကျနိုင်တယ်လို့ပြောပါတယ်။အခုရေရနာခွင်းအစ်စ်ဖြစ်တဲ့မြေဟာတောက်တံမြေဖြစ်တဲ့အတွက်ကန့်ကွက်သူတချို့ရှိခဲ့ပေမဲ့လည်းနောက်ပိုင်းမှာပြည်လဲအောင်ညှိနှိုင်းနိုင်ခဲ့ပြီးမူလစီပင်ကတွက်ချက်ပေးထားတဲ့ဇယိတ်ထက်ပုံနေတဲ့ဇယိတ်နဲ့စောက်လို့နိုင်ခဲ့ပါတယ်။ပြပသုံးကကရတော့သူစီမင်းကသူတို့သူတို့အစီမေးတွက်တယ်ပေါ့သူတို့ဆောက်ပြီမဲ့ဆိုရင်သိတရာရှိတဲ့ကြမယ်အဲ့တော့ဟာငါတို့ကအဲ့လောက်ဂိတ်ကလူတွေကမတက်နိုင်ဘူးเนาะ အဲ့ဒီအဲ့ဒီဈေးနဲ့ဆိုရင်တော့မဆောက်တော့ဘူးဆိုတဲ့အခါကျတော့ကိုတူကိုစားဆောက်လို့ရမယ်ဆိုရင်ငါတို့ဆောက်မယ်ဆိုတဲ့အခါကျတော့အဲ့ဒါဆိုရင်ဆောက်ပါဆောက်ပါပြောတဲ့အခါကျတော့ငါတို့ဒီမှာဆောက်မယ်တဲ့အခါကျတော့ဒီသင်္ချိုင်းဟိုသက်ဆိုင်ရာတဲ့ဟာတွေကလာပြီးတော့အစကန့်ကွက်တယ်ဒါပေမဲ့နောက်ကျတော့ကားဂိတ်အတွက်လုပ်မယ်ဆိုတဲ့အခါကျတော့သူတို့လည်းရှင်းနေပါတယ်တဲ့နော်လုပ်ပါဆိုတော့အခါကျတော့ငါတို့စဆောက်တာပေါ့စဆောက်တဲ့အခါကျတော့ဒီနေ့ဒီအောင်ဒီဆင်းမြင့်ဖြစ်ဖို့ဒီလိုရေစင်းလေးပါညာအပီးစီအပီးစီငါတို့80တသိမ်းပဲကြတယ်သူတို့ပထမတမ္ပတာက180ရတယ် ခုကလေးချင်းပြည်နယ်ဂိတ်သစ်ကိုတော့ရင်အသေးဆက်တဲ့နဲ့စတင်ဖွင့်လှစ်ခဲ့တာပါရင်အသေးဂိတ်တကိတ်အတွက်အခက်တခန်းကိုအကျယ်78ပေ43ပေရှိပြီးအခန်းတိုင်းမှာရေချိုးကန်းအိမ်နာပါထည့်သွင်းစောက်လုပ်ထားပါတယ်ကျမခင်မဲဆိုပါရှင်